ဆရာရဲလို့ဖြစ်လာရင်ကိုယ့်တပည့်သားသမီးတွေကိုသူတို့မနိုင်တဲ့ဝန်တွေကိုလည်းမထမ်းခိုင်းရအောင်ဥပမာပေါ့သူတို့ရဲ့မိသားစုပြဿနာတွေသူတို့ရဲ့လူမှုရေးကိစ္စတွေဆရာသမားတွေကိုသူတို့ယုံကြည်လေးစားလာတဲ့ခါကျတော့တိုင်မြင်ကြမယ်ကျန်းမာရေးလူမှုရေးစီးပွားရေးစသည်ဖြစ်ပေါ့လीနော်အဲ့လိုတိုင်မြင်လာတဲ့အခါမှာဆရာလို့သူကကိုယ့်ရဲ့စီးပွားရေးအတွက်နဲ့ငါဒီကောင်ကိုဒါရောင်းစားလိုက်ရင်တော့ဘလောက်တော့ရမှာပဲငါဒီကောင်ကိုဒီလိုအတုံးချလိုက်ရင်တော့ငါအတွက်ဘလောက်တော့ကြံမှာပဲဆိုပြီးတော့ ကိုသားသမီးလေးတွေပေါ်မှာရရဆက်ဆက်မလုပ်ပါနဲ့။ဇာဆရာဖြစ်လာလို့ရှိရင်ဒါတိတ်ကိုမှသတိထားရမယ့်အချက်တွေပေါ့နော်။အဲ့တော့ငါတော့အဆင်ပြေတယ်။ငါသားသမီးလေးတွေကိုအဆင်ပြေပါမလား။အော်သူတို့တွေငါလှုပ်လိုက်တဲ့အလုပ်ရတစ်ခုကြောင့်အခက်ခဲတွေအကျက်တဲတွေဖြစ်သွားမလား။စသည်ဖြင့်ဒါတွေကိုလည်းတွေးရမယ်။ဒါတွေကိုလည်းကြိုတင်ပြီးပြင်ဆင်ရမယ်အဲ့တော့ကိုသားသမီးလေးတွေမှာဘသူကဆင်းရဲတယ်ဘသူကချမ်းသာလဲဆိုတာကိုတော့ဆရာတွေကသိထားကြတယ်အဲ့တော့ အဲဆင်းရဲတဲ့တပည့်တွေနှုံချတဲ့တပည့်တွေကြတော့လေတခါတမျိုးချစ်ရပြန်အောင်ဆင်းရဲလို့နှုံချလို့ရုပ်ရည်ရှုဘကမရှိလို့တမျိုးချစ်ရပြန်အောင်အဲ့တော့ချောတဲ့တပည့်တွေပတ်စံရှိတဲ့တပည့်တွေကြတော့လေဩချောလို့ငါသားလေးဟလာစီးပွားရေးကိုလည်းစူးစမ်းလို့ဆိုတမျိုးချစ်ရတယ်အဲ့တော့မိဘနေရာရောက်လာတဲ့ဆရာနေရာရောက်လာတဲ့အခါကြလို့ရှိရင်ကို့သားသမီးလေးကိုပခုံးပေါ်ထန်းတင်တတ်အောင်ဆရာလို့သူကကြိုပြီးပြင်ဆင်ရတယ်တင်ယူရတယ်အဲ့တော့အဖွဲပြောင်းတဲ့ကိစ္စတွေဘာကြောင့်ဖြစ်ပေါ်ရသလဲဆိုလို့ရှိရင်တော့အဲ့ဒီကိစ္စတွေအများကြီး ဆက်နွယ်မှုရှိတယ်အဲ့တော့တချို့ကြတော့လေဆရာသမားကောင်းအောင်လှုပ်ပေးနေပါလက်ရက်နဲ့ဆရာသမားကိုအပြစ်ပဲမြင်တယ်အဲတချိန်လုံးငါးစုဆရာကငါတို့ကိုစုပဲစုနေတာပြောပဲပြောနေတာတချိန်လုံးငါတို့ကိုဟလာငွေကြီးတွေပဲပြောနေတာငါတို့ကငွေမလူနိုင်လို့ငါတို့ကသူများတွေလို့မပေးမကျွေးနိုင်လို့ဆိုတဲ့အနေအထားမျိုးတွေကိုလည်းအပြစ်တင်မစောရဘူးကိုယ်ဆရာရဲ့အပြောအဆိုအပြုမှုအနေအထားအများကြီးတပည့်လို့သူဘက်ကဒါက ိရမယ်ပေါ့နော်အခုဒါကျွန်တော်ပြောတာကဆရာသမားဘက်ကနေပြီးတော့ကျွန်တော်ပြောတာပေါ့နော်ခေါင်းဆောင်ဆရာသုံးမဟုတ်မိဘစိတ်စသည်ဖြစ်ပေါ့နော်ဒီနေရာဒီခေါင်းစဉ်အောက်ကနေကျွန်တော်ပြောတာပေါ့နော်အဲ့တော့ဟိုဆရာတပည့်အကြောင်းကိုနှစ်ပိုင်းခွဲပြောနေတဲ့အချိန်မှာဒါကတော့ဆရာသမားတပည့်သားသမီးတွေပေါ်မှာအဲဒီလိုမျိုးပြုမှုနေထိုင်ရမယ်ဆိုတာကိုကျွန်တော်အနေနဲ့ကဝေမျှပေးခြင်းဖြစ်ပါတယ်။တခါလေရက်လို့ရှင်ကျွန်တော်တို့တွေကတိပင်မဲ့တကယ်တမ်းကိုအကျူးစီးပွားဖြစ်ထွန်းတော့မှဟဲ့ဆိုရင်ကိုသားသမီးလေးတွေကိုချနှင်းတတ်တယ်။ကိုသားသမီးလေးတွေကိုအာအများကြီး အမျက်ထုတ်တတ်တယ်ဒါမျိုးဆရာတွေလည်းအများကြီးရှိကြပါတယ်အဲ့ဒီထဲကိုမပါအောင်စူးစမ်းရမယ်ပေါ့လीနော်အဲ့တော့ကိုကလည်းကိုသားသမီးလေးတွေကိုဟလာဝခုံးမော်ရအောင်ကြောပေါ်ရအောင်ထန်းတင်ရင်ကိုဘွားလေးလည်းပုံမှန်လေးကိုစီးပွားလေးနဲ့ကိုသွားနိုင်အောင်လို့ကိုင်းကျုံးမိကျုံးကိုင်းမိဆိုတကယ်တော့သွားမယ်ဆိုရင်တော့အကောင်းဆုံးပဲအဲ့တော့ကိုသားသမီးကကိုတပည့်ဖြစ်သူကသူ့ရဲ့အိမ်တော်ကြီးကိုဝင်ဆော့ဖတ်တာမကြိုက်ဘူးသူ့ရဲ့လူမှုရေးသူ့ရဲ့စီးပွားရေးသူ့ရဲ့အချစ်ကြီးကိုဝင်ဆော့ဖတ်တာမကြိုက်ဘူးဆိုရင်ဆရာလို့သူကပြောတင်တာလောက်ပဲပြောပြီးတော့ ဘာလို့ရမလဲဆိုတော့နှုတ်ဆက်စွာပဲသူဒုက္ခရောက်မဲ့အချိန်ကိုစောက်မိမှသူမှန်စွယ်ကြိုးတဲ့အချိန်ကြတော့မှပဲဆုံးမတာတော့အကောင်းဆုံးပဲဒါကတော့ဆရာသမားတွေရဲ့အပြုအမူနေထိုင်